အာကာသရဲက 3i Atlas ဆိုတဲ့အရာကြီးကတကယ်တော့ဂျူသားယင်ကြီးဖြစ်နေပြီးတော့ကပါကိုတက်တက်မမလာနေပြီဆိုရင်ဘလို့ဖြစ်သွားမယ်ထင်တယ်။ဒီစရာကတော့တက်ကပါလုံးပွက်လို့ရိုက်သွားမှာပါ။အဲ့ဒီအချိန် wallet ထဲက crypto တွေကိုဘာဖြစ်သွားမှာလဲ။ Bitcoin ဈေးကရောဘယ်ဈေးတွေဖြစ်သွားလောက်မယ်ထင်တယ်။ပထမဦးဆုံးနိုင်ပိုင်းရပိုင်းတွေမှာတော့ panic pop အကြီးကြီးထိလန့်ပြီးတော့ရောင်းထုတ်ကြမှာအသေးချပါပဲ။ တာကို risks of လို့ခေါ်တယ်။လူတွေကမတိမချဖြစ်လာပြီဆိုရင်ကြောက်လာရင်သူတို့ရင်းနှီးနှုတ်နှက်ထားတဲ့အန်တီအမ်များတဲ့ပိုင်ဆိုင်မှုတွေကိုအကောင်ရောင်းချပြစ်တယ်။ပြီးတော့ဖိကင်းတယ်လို့ထင်ရတဲ့အရာတွေကိုပဲပြန်ခိုင်းထားကြပါရယ်။ stop ဈေးကွက်လာပြောမနေနဲ့တော့ထိုးကြပါမှာပဲ။ဒါဆို crypto ဈေးကွက်ကရော crypto ဆိုတာလက်ရှိအချိန်အထိတော့အန်တီအမ်အများဆုံး access တွေထဲမှာပါပါရယ်။ ဒီတော့သူတွေက အရင်ဆုံးအမြတ်ထုတ်ငွေသားပြန်ကိုင်းဆိုပြီးတော့အကုံရောင်ထုတ်ကြမှာပါ main coin နေနဲ့ off coin တွေကတော့အရင်ဆုံးပျောက်သွားမယ့်အရာတွေပါဘသူကမှတော့ဂျူသားရင်ကြီးခေါင်းမုံရောက်နေတဲ့အချိန်မှာ douche coin တို့ shiba တို့ကိုစိတ်ဝင်စားနေမှာမဟုတ်တော့ဘူးလေအဲ့ဒီအချိန်မှာသူတွေကဘာတွေကိုကင်ထားချင်တော့မလဲရွှေနဲ့ American dollar ပါပဲအနည်းဆုံးတော့အဲ့ဓာတွေကအစားအသောက်ဝယ်လို့ရသေးရဲ့လေဒီနေရာမှာ Bitcoin က land နှခွဖြစ်နိုင်ပါတယ် ။ဒါကြောင့်တစ်ကတော့ Bitcoin ကလည်းတခြား crypto တွေလိုမျိုးပြသသွားနိုင်တာပါ။ဘာလို့လဲဆိုတော့အခုချိန်ထိလူတော်များများက Bitcoin ကို NFT များတဲ့အင်းနည်းငွေနဲ့မူတစ်ခုလိုပဲမြင်နေကြတော့မဟုတ်လို့ပါပဲ။ဒီတော့ကြောက်တာနဲ့အကုန်ထုတ်ရောင်းပြီးတော့မွေးသားပြန်စုကြမှာပေါ့။ဒီလိုဖြစ်ရင်တော့ဈေးကွက်ကြီးတစ်ခုလုံးဖြိုလဲသွားနိုင်ပါတယ်။ဒါပေမဲ့လမ်းကြောင်းနှစ်ကပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ Bitcoin က digital gold အဖြစ်တောက်ပလာနိုင်ပါတယ်။စဉ်းစားကြည့်ပါ ဇူလာရရောက်လာလို့ကပအစိုးရရအားလုံးပြိုလဲသွားရင်ဖန်တွေအားလုံးပိတ်သွားရဆိုပါစို့ကိုယ့်ရဲ့ဖန်ဆောင်ထဲကပတ်စံတွေကဘာမှအတော့မဝင်တော့ဘူးအဲ့ဒီအချိန်မှာကပပေါ်မှာဘယ်အစိုးရဘယ်ဘဏ္ဍာမှထိန်းဆုပ်လို့မရတဲ့အင်တာနက်ရှိုံနဲ့လွှဲလို့ရတဲ့တခုတည်းသောမှုကြီးကဘာဖြစ်မလဲဟုတ်ပါရဲ့ဘစ်ကွိုင်းမှာပဲအဲ့ဒီအခါမှာဘစ်ကွိုင်းက safe haven ဆိုတဲ့ ticket ရွှေအစင်းနဲ့အပြိုင်သူတွေရဲ့အားကိုးရာ demo တစ်ခုဖြစ်လာနိုင်ပါတယ် သူတွေကအစိုးရမွေးကြေးထက်ဘသူမှမပိုင်တဲ့ပေးခွင့်ကို ပို့ပြီးတော့ယုံကြည်သွားနိုင်ပါတယ်။နေ့ရှိမှဖရီဖြစ်မလဲ။အထိတ်တလန့်တွေလည်းညင်သွားပြီးချိုသားတွေကလည်းကိုကိုလာတိုက်ခိုက်တာမဟုတ်ပဲနဲ့ကုန်းတွေဖို့လာရဲပဲထားပါတော့။သူတို့ကိုကိုကဘာနဲ့ပေးဝယ်မလဲ။သူတို့က American Dollar ကိုလက်ခံပါလား။ဒါရောမဖြစ်နိုင်ပါဘူး။ရွှေကိုရော။ဟွန်းတကယ်လို့သူတို့ရဲ့ချိုမှရွှေတွေကတောင်းလို့ပုတ်နေရင်ရောဘယ်လိုလုပ်မလဲ။ ဒီအချိန်မှာကဘာမြေနဲ့ဂျူသားတွေချားမှာချားခံငွေကြေးတစ်ခုလိုလာပါပြီလူသားတွေရဲ့ဥပဒေဘန်တွေပေါ်မှာမတိဆောက်ထားတဲ့သင်္ချာနည်းနဲ့ပဲတိဆောက်ထားတဲ့စနစ်တစ်ခုလိုလာပြီအဲ့ဒါကတော့ blockchain နည်းပညာပါ Bitcoin ဒါမှမဟုတ် Ethereum ကတချို့နဲ့တချို့ကုန်သမှုလုပ်တဲ့ Interstellar Currency ဖြစ်လာနိုင်ပါတယ်။အဲ့လိုသာဖြစ်လာရင် Bitcoin တစ်ခုရဲ့တန်ဖိုးကအခုလူတွေစိတ်ကူးတော်မြင်နိုင်တဲ့ဈေးမျိုးဖြစ်ထွန်းမှာပါ။ တာကိုအနစ်ချုပ်ပြောရရင် tree i atlas တာဂျူသားရင်ဖြစ်နေခဲ့ရင် cripple ဈေးကွက်တစ်ခုလုံးအထူးသဖြင့်အောက်ကွယ်တွေက အကြီးအကျယ်ထူကြပါပါလိမ့်မယ် ပိတ်ကွက်အတွက်ကတော့အကြီးမားဆုံးစတဲ့မှုတစ်ခုပါပဲသူကအခြားဟာရင်းနဲ့အတူတာဆောင်သွားမလားဒါမှမဟုတ်အားကိုးရတဲ့ digital gold ဖြစ်လာမလားဆိုတာကိုစောင့်ကြည့်ရမှာပါနောက်ပြီးတော့ blockchain ပညာကဂျိုးအခြေချင်းကုန်သွယ်မှုလုပ်ဖို့အကောင်းဆုံးခြောက်ခံစနစ်ဖြစ်လာပြီးတော့ crypto ဈေးကွက်ကအစပေါင်းများစွာပို့ပြီးတော့အကြီးမားသွားနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်အဲ့လိုဖြစ်လာရဲဆိုရင်တော့ကိုယ့်ရဲ့ private key ကိုတော့ data တင်ထားဖို့လိုပြီးတော့ ဂျူသားရိတောင်ဟက်ပလုမရနိုင်အောင်လို့ပါဒါကတော့အပျော်သက်သက်ဗီဒီယိုမို့လို့အတေးကြီးတွေမယူကြပါနဲ့အောင်နော်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကရောဂျူသားရင်ကြီးတွေကဘာပေါ်ရောက်လာရင်ဘာတွေလုပ်မယ်လို့စဉ်းစားထားလဲကွန်မန့်မှာဝင်ပြီးတော့ဆွေးနွေးခဲ့ကြပါဦးပြီးတော့ဂျူသားတွေကဘာမျိုးပေါ်မရောက်လာခင်ခရစ်ပတိုတွေကိုဝယ်ထားခြင်းနဲ့ဆိုရင်တော့ကဘာမှလူသုံးအများဆုံးဖြစ်တဲ့ Binance Exchange မှာဝယ်လို့ရပါတယ် Binance account ဖွင့်တဲ့အခါမှာအခုပြောထားတဲ့ crypto market offer အကုတ်ကိုသုံးပြီးတော့ account ဖွင့်ရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရ20%ကိုတသက်သား discount ရမယ်အဖြစ် Finance ပေါ်ကပထမဆုံး first trade မှာ blockchain trade trade crypto market ဆီကနေပြီးတော့ 2ဒေါ်လာဘာယူလို့ရပါတယ်ပြီးတော့ crypto me ဘက်ကနေပြီးတော့ကုတ်သုံးထားတဲ့ user တွေအတွက်တီးတန်းတော့ပေးထားတဲ့ VIP group ကိုလည်းဝင်ဝင်ရအောင်မှာဖြစ်ပါတယ်ဒီ group မှာဆိုလို့ရှိရင် pro trader တွေကိုရိုင်းတင်ပေးနေတဲ့ market analysis တွေ trading secondary နဲ့ up to date news တွေကိုအချိန်နဲ့တပေးညီဖတ်ခွင့်ရမှာဖြစ်ပါတယ်အခကြေးငွေနဲ့အမွားလုံးဝပေးပြီးတော့ဝင်လို့မရဘဲနဲ့ကုတ်သုံးထားတဲ့ Binance user တွေအတွက်တီးတန်းမှာဖြစ်ပါတယ်အဲ့ဒါတွေအပြင် crypto me ဘက်ကနေပြီးတော့လာစင်လာတိုင်းမှာလုပ်ပေးနေတဲ့ campaign တွေက exclusive reward တွေကိုလည်းထပ်ပ ပြီးတော့ရှာနိုင်ပါသေးတယ်။ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတဲ့ကိုလလမသွားအောင် crypto market of variable ကိုသုံးပြီးတော့ Binance account ဖွင့်ဖို့မမေ့ပါနဲ့နော်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto market ပါနောက် video မှပြန်တွေ့ရဖို့